တအန်းပြည်မှာဖေဖော်ဝါရီလတလအတွင်းမူးယစ်ဆေးဝါး၃၀သူ85ဦးနဲ့ရောင်းဝယ်သူ9ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ပလောင်ပြည်နယ်လူမျိုးရေးတအူ PSF TNN ရဲ့တအန်းပြည်ရဲတပ်ဖွဲ့မှာနန်းခမ်းမြို့နယ်၊မိုးကုတ်မြို့နယ်၊ကုတ်ခိုင်မြို့နယ်၊ကြောင်မဲမြို့နယ်၊နတ်ဆန်မြို့နယ်နဲ့မိုင်းယုံမြို့နယ်တွေမှာ ဖေဖော်ဝါရီလတလအတွင်းမူရစ်ဆေးဝါတုံးဆက်သူ85ဦးနဲ့ရောင်းဝယ်သူ9ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။နာခတ်မြို့နယ်မှာတအန်းဖီရဲတပ်ဖွဲ့မှမူရစ်ဆေးဝါတုံးဆက်သူ28ဦးနဲ့ရောင်းဝယ်သူ5ဦးတို့ကိုဖမ်းဆီးရမိခဲ့ပြီးမိုးကုံးမြို့နယ်မှာလည်းမူရစ်ဆေးဝါတုံးဆက်သူ2ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ အလားတူပါပဲကိုခိုင်မြို့နယ်မှာလည်းမူရစ်ဆေးဝါး၃ဆွက်သူ9ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးကြောင်မဲမြို့နယ်မှာလည်းမူရစ်ဆေးဝါး၃ဆွက်သူ18ဦးနဲ့ရန်ဝဲသူ2ဦးတို့ကိုဖမ်းဆီးရမိခဲ့ပါတယ်ဒါအပြင်နတ်ဆန်မြို့နယ်မှာလည်းမူရစ်ဆေးဝါး၃ဆွက်သူ23ဦးကိုဖမ်းဆီးခဲ့ပြီးမိုင်းယော်မြို့နယ်မှာလည်းမူရစ်ဆေးဝါး၃ဆွက်သူ6ဦးနဲ့ရောင်းဝယ်သူ2ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ် ၎င်းတို့ကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတအူ PSF တရနနေတအန်းပြည်ရဲတပ်ဖွဲ့မှ6လအကြာအချင်းစာဒိုက်တာပြုပြင်ရေးစခန်းကိုပို့ဆောင်ပေးခဲ့ပြီးတော့ပြစ်မှုကြီးတဲ့သူများကိုထောင်အတွင်းထိမ့်သိမ်းသွားမည်ဖြစ်ပါတယ် ပြီးခဲ့တဲ့2024ခုနှစ်တနှစ်အတွင်းပလောင်ပြည်နယ်လွတ်မြောက်ရေးတအုပ် PSF TNN ရဲ့တအံ့ပြည်ရဲ့တပ်ဖွဲ့မှမူရီစေဝါရောင်းဝယ်သုံးဆွဲသူစုစုပေါင်း1923ဦးကိုဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်ရှင်။ကျမမြင်မင်းတို့ပါ။